အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကြီးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့တမင်ကြီးညီကွေးစတဲ့မိတ်ဆွေတုံးရဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုရှိရှိတုန်းကမာဂရတိုင်းမှာစကားပင်တွေပေါများပေါက်နေတာကြောင့်စပကဝဒီအမည်ရှိတဲ့တောအုပ်ကြီးတစ်ခုရှိပါတယ်အဲ့ဒီတောအုပ်ကြီးထဲမှာတမင်ကြီးတို့ဟာအလွန်ချစ်ခင်ရင်းနှီးစွာဖြင့် ကြာမြင့်စွာနေထိုင်လာကြပါတယ်တနည်းတော့တမင်ဟာတကောင်နဲ့အစာစာကိုလှဲ့လေရှားဖွေစားတောက်နေစဉ်မြေခွေးတကောင်ကမြင်တွေ့ပြီးစိတ်ထဲကနေစဉ်းစားနေလေတယ်ဒီလောက်စူဖြိုးပြီးစားကောင်းမဲ့တမင်သားကိုငါဘယ်လိုစားရအောင်ကြံစီရမလဲလောလောဆယ်ဟန်ဆောင်မိတ်ဖွဲ့ရင်းနှီးအောင် လုံးမအစဉ်ပြေလိမ့်မယ်လို့ကြံပြီးတမင်သားတို့တွားပြီးမိတ်ဆွေနေကောင်းရလားလို့မေးလိုက်ပါတယ် တမင်ကတင်ကဘသူလဲလို့မီးတော့မြေခွေးကကျွန်ုပ်နှမြီကခုတ်တဗုဒ္ဓီပါဒီတော်အုပ်ကြီးထဲမှာမိတ်ဆွေအပေါင်းအသင်းမရှိတာကြောင့်သူတေတူးလို့နေနေရပါတယ်အခုတော့တင်းလို့မိတ်ဆွေမျိုးကိုတွေ့ရလို့တေရွာကနေပြန်လာရတယ်လို့ခံစားရပါတယ်ဒါကြောင့်အဆွေရဲ့အချွေအရံဖြစ်ခါစားပြီးအနားမှာနေခွင့်ပြုစေခြင်းပါတယ်လို့ဒါပြောလိုက်ပါတယ်တမင်ကလည်းသဘောရကြပြီး အင်းဒါဆိုလဲတင့်တဘောလေးနေကြတာဘောလို့ခွင့်ပြုလိုက်ပါတယ်နေဝင်ကာနေတဲ့အခါမှာနှစ်ဦးသားတမင်နေထိုင်တဲ့နေရာသို့ပြန်လာကြပါတယ်တမင်နေထိုင်တဲ့နေရာမှာစကားပင်ကြီးတစ်ပင်ရှိတယ်စကားပင်ကြီးရဲ့အကိုင်းမှာကြီးကန်းတစ်ကောင်နေပါတယ်ကြီးကန်းကတစ်ခိုင်ထက်ကနေပြီးတော့တမင်ကို မြေခွေးတို့နဲ့အတူလာတာတွေ့တော့တမင်ကိုလှမ်းပေးလိုက်ပါတယ်အဆွေတမင်တင်းနှစ်ပါလာတာဘသူလဲတဲ့ တမင်က "तू ကမြေခွေးပါလို့ဖြီတော့ကြီးကအချွေးဒစိမ့်တယံနဲ့အเจ้าမရှိပဲအပေါင်းအသင်းမလုံးသင့်ဘူးလို့ရိုးရိုးနဲ့အချင်းစာဒိတ်တာမကောင်းနဲ့မတိရတဲ့သူကိုနေထိုင်ခွင့်မပေးသင့်ဘူးအဲ့ဒီလိုမတိပဲပေးခဲ့မိလို့စရကဝအမည်ရှိတဲ့လရကြီးတကောင်အသက်ခံရဘူးတယ်ကြီးကအဲ့လိုပြောပြီးလရကြီးနဲ့ကြောင်တို့ရဲ့ပုံမြင်ကို ပြောပြပါတယ် ကြီးရဲ့စကားကိုကြားတော့မြေခွေးကဒေါသထွက်ပြီးပြန်ပြောပါတယ်။တင်တဲ့တမင်စားတွေ့တုန်းကလည်းအမျိုးအနွယ်အချင်းစာရိတ်တာကိုတိကြတာမဟုတ်ပါဘူး။အဲ့ဒီလိုမတိပါပဲဘယ်လိုစပြီးမိတ်ဆွေတွေဖြစ်ကြတဲ့။ဘာလို့အခုထိခိုင်မြဲနေကြတာလဲ။ဒါကတော့လူရင်းပဲဒါကတော့တစိမ့်လို့တတ်မှတ်တာဟာအမြင်ကျင်းမြောင်းတဲ့သူတွေရဲ့တတ်မှတ်ချက်ပါပဲ။ အမြင်ကျဲတဲ့သူတွေအဖို့ကတော့တလောကလုံးဟာဆွေမျိုးတွေကြီးပါပဲလို့ပြန်ပြောလိုက်ပါတယ်။အနှစ်မရှိတဲ့တော်ထဲမှာကျက်စုပင်မင်းမှုတလို့ပညာရှိတဲ့သူမရှိတဲ့အရက်မှာနည်းနည်းပပတိတဲ့လူဟာအမှုတော်မှာလူကျော်ပေါ့။ဒီလိုမြေကွေးကခနဲ့တလုံးနဲ့ပြန်ပြောတော့တမင်ကဒီလိုတဦးနဲ့တဦးငင်းခုန်နေလို့ဘာအကျိုးမှမရှိဘူး။ဒါကြောင့်မို့ကျွန်ုပ်တို့အားလုံးရွံ့ရွံ့ကြီးကြီးညီညီညွတ်ညွတ်နဲ့ တဏှာထဲမှာအတူ နေကြတာပေါ့ဘသူမှဘသူရဲ့မိတ်ဆွေလည်းမဟုတ်တလို့ရန်သူလည်းမဟုတ်ဘူးအပြုအမူအလေးအကျင့်နဲ့သာမိတ်ဆွေရန်သူဖြစ်ကုန်ကြတယ်မပြောတာတော့တဲ့အစုံကြီးကလည်းကောင်းပါပြီဒါဆိုလဲသုံးဦးသာညီညီညွတ်ညွတ်နေကြတာပေါ့ဆိုပြီးသဘောတူညီလိုက်ပါတယ်တနေ့တော့မြေခွေးကတမင်ကိုစိတ်ကြွယ်ရာကနေခေါ်ပြီး အဆွေတမင်ဒီတော့ရဲ့အဆက်နာမှာစဘာပင်တွေပေါ်တဲ့လေကွက်ကြီးတစ်ကွက်ရှိတယ်အဲ့ဒီနေရာကိုတင့်ကိုငါပြမယ်ဆိုပြီးတမင်ကိုလေကွက်ရှိရာသို့ခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီနေကစားပြီးတမင်ဟာဒီလေကွက်မှာနေ့တိုင်းတော်တော်ပြီးတော့အစာစားပါတော့တယ်လေရှင်လဲတမင်နေ့တိုင်းလာစားတာကိုတီးတော့ကြော့ကွင်းထောင်ထားလိုက်တာတမင်ကြော့ကွင်းမှာမိပါလီရောကြော့ကွင်းမိနေတဲ့တမင်ဟာ အခုချိန်မှာငါ့ကိုမုတ်ဆိုးကြော့ကွင်းမှာလွံ့မြောက်အောင်ကိနိုင်မဲ့သူဟာမိတ်ဆွေရင်းမှတပါတခြားဘယ်သူမှရှိမှာမဟုတ်ဘူးလို့တွေးနေစင်မှာပဲမြေခွေးတကောင်ကသူ့ရဲ့အနားကိုရောက်လာပါတော့တယ်။မြေခွေးကအနားမှာရက်ကြည့်ပြီးငါရဲ့အကြံစီကတော့အောင်မြင်ပြီးမကြာခင်ငါအလိုပြည့်တော့မယ်။လေပိုင်ရှင်ခုတ်ထစ်ထားတဲ့အသွေးအသားနဲ့လူးနေတဲ့အယိုးရင်တို့ကိုငါစားရတော့မယ်ကြံကပျော်နေလီတဲ့ကွယ်။ တမင်ကမြေခွေးကိုတွေးတော့အာရဝန္တာနဲ့အဆွေကြော်ကွင်းကိုအမြန်ကိုက်ဖြတ်ပေးပြီးကျွန်ုပ်ကိုကယ်တင်ပေးပါအเจ้าကတော့ဘေးဟန်ရောက်တဲ့အခါမိတ်ဆွေစစ်မစစ်ကိုစစ်တိုက်တဲ့အခါသူရဲကောင်းဟုတ်မဟုတ်ကိုကြွေးပေးတဲ့အခါရိုးဖြောက်သူ ဟုတ်မဟုတ်ကိုဥစ္စာတွေကုန်တဲ့အခါမယားကောင်းဟုတ်မဟုတ်ကို စီးပွားပြတ်တဲ့အခါဆွေမျိုးပိတမပိတမှုကိုတိနိုင်ပါတယ်ပျော်ပွဲသဖြင့် စင်ရင်ကျင်းပရာမှာကံမကောင်းအကြောင်းမလာတဲ့အခါငတ်မှုခေါင်းပါအလွန်ရှားပါတဲ့အခါတိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့အခါမင်းအိမ်တကားရှုံးပြင်ကနာရောက်တဲ့အခါတုတ်တန်တစားတင်းញိုင်းဝါတို့တွားရတဲ့အခါကုညီရက်တီပေးတဲ့သူဟာမိတ်ဆွေအစ်စ်ပါပဲထိုအခါမြေခွေးကကြော်ကွင်းကို အသေးချာလှဲ့ပတ်ကြည့်ပြီး ခိုင်ခန့်တဲ့ကြော့ကွင်းဖြစ်ကြောင်းကိုသိတဲ့အခါအဆွေသမင်းဒီကြော့ကွင်းဟာတတဝါတို့ရဲ့အကျော်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ဒီနေ့ဟာဥပုံနေ့ကြီးမို့လို့ကျွန်ုပ်ရဲ့သွားတွေနဲ့ဒီကြော်ကွင်းကိုဘယ်လိုလုပ်ပြီးထိလို့ရမှာလဲအဆွေကျွန်ုပ်ကိုတမျိုးမထင်ဘူးဆိုရင်မနှက်ဖြန်မနှက်မအဆွေပြောတဲ့အတိုင်းလုပ်ပေးပါမယ်လို့ပြောပြီးအနီးနားကခြုံပုတ်ထဲမှာပုံးနေလီတော့တယ် မိုးလင်းကန်ဒီအထိတမင်ပြန်မရောက်လာတဲ့အခါကြီးကန်းငါကစိတ်ပူပြီးနေရာအနှံ့လိုက်ရှာလီတော့ကြော့ကွင်းမိနေတဲ့တမင်ကိုတွားတွေးတော့တယ်ဒီတော့ကြီးကအိုးအဆွေဘလို့ဖြစ်ရတာလဲလို့မေးတဲ့အခါတမင်ကမိတ်ဆွေကောင်းရဲ့စကားကိုနားမထောင်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်အကျွန်ုပ်အခုလိုဖြစ်ရတာပဲလို့ပြန်ပြောလိုက်ပါတယ်အကျိုးကိုလိုလားတဲ့မိတ်ဆွေကောင်းတွေရဲ့စကားကို နားမထောင်တဲ့သူဟာ BNDA နဲ့နှီးဆက်တယ် အဲ့ဒီပုံကိုတွေကိုရန်သူတွေကပိုးပြီးသဘောကျကြတဲ့ကြီးကအခုလိုမြေခွေးဆင်ရဲ့မြေခွေးရဲ့ဗမာလဲလို့မိတဲ့အခါမှာကျွန်ုပ်ရဲ့အသားကိုစားလို့ရနီးနာကခြုံကြားထဲမှာပုံးနေပါတယ်လို့ပြန်ဖြေတော့ကြီးကကျွန်ုပ်တင့်ကိုအစတဲကဓာရီကြုံမြင်လို့ တတိပေးခဲ့တာပဲငါမှဘာအပြစ်မှမရှိဘူးဆိုပြီးယုံကြည်စိတ်ချမနေသင့်ဘူးသူတော်ကောင်းတွေကိုတော့သူယုံမာတွေကအန်ဒီရဲ့ပြုတ်တက်တယ်။ကိုရမှာအကျိုးစီးပွားပြက်စီးပြီးကိုရှိမှာတော့ခြူတာတဲ့စကားတွေ ပြောတတ်တဲ့မိတ်ဆွေတွေကိုနှခမ်းမှာနှိုးရီလူထားတဲ့အစိတ်အိုးလိုရှောင်ကျင်တင့်လာတယ်။ကြီးကတပြင်းချပြီးထပ်ပြောပြန်တယ်။ကောက်ကြီးယုံမာလွန်တဲ့မြေခွေးတင်းဘာလို့ ဒီလောက်တောင်ရုံမှရတာလေကိုကသူ့အပေါ်ခြိုတာတဲ့စကားလေးတွေနဲ့ညူးနှက်ထားတယ်ဟန်ဆောင်ကောင်းကောင်းနဲ့အလိုလိုက် အကြိုက်ဆောင်ထားပြီးသူကလည်းကို့အပေါ်တခုခုရနိုးနဲ့မျော်လင့်အားထားတရောင်းစားလို့ဖြစ်နေတဲ့သူကိုလိန်လို့ရခြင်းဟာလောကကြီးမှာအခုမှမဟုတ်အရင်တည်းကရှိခဲ့တယ်သင်လဲဒီနီးအတိုင်းတမင်အပေါ်ရုံမှရက်တယ် ကိုအပေါ်လဲကျေးဇူးရှိတယ်ကိုကိုလဲယုံကြည်တယ်စိတ်ထားလဲကောင်းတယ်ဒီလိုပုံကူမျိုးအားကျေးဇူးပြီးယုံပါတယ်သူကိုမဟာပရိုဟိမြေကြီးမြေကြီးကဘာလို့လက်ခံထားတာလဲသူယုံမှနဲ့ဖတ်ပြီးရံလဲမဖြစ်တင်ဘူးမိတ်ဆွေလဲမဖွဲ့တင်ဘူးမိခဲဟာကင်တဲ့သူကို ပူနေတော့မှလက်ကိုလောင်တတ်ပြီးအေးသွားတော့လက်ကိုမဲစီတယ်တင်ဟာအရင်ဆုံးခြေထောက်မှာ နားတယ်ပြီးတော့ကြောကုန်းကိုတက်ကြိုက်တယ်နောက်တော့နားနားမှာတူပြီးអော်တယ်နောက်ဆုံးမွှင်းញင်းបောက်ကိုရှာပြီးဝင်ရောက်ကြိုက်ခဲ့လူយုံမှာလည်းအရင်ဆုံးခြေချင်းနားမှာခစားတယ်ပြီးတော့နောက်ကြောကိုဓာတ်နဲ့ထိုးတယ်နောက်တော့သူမဟုတ်တလို့တီတီဒါဒါပြောတယ်နောက်ဆုံးအပြစ်အနာစာအပေါက်ကိုရှာပြီးဝင်ရောက်တုတ်ခတ်ပြီးဒါကြောင့်သူဟာရှင်နဲ့သူယုံမာနဲ့ကတူတူပဲဆိုပြီး ြောလိုက်ပါတယ်သူယုံမာကလည်းချစ်စပွဲစကားလုံးတွေကိုတုံးတယ်ဒီအချက်တစ်ခုတည်းနဲ့တော့ရင်းဒီကျွမ်းဝင်မဖြစ်သင့်ဘူးနှကမ်းမှာပြားရည်လူထားပြီးနှလုံးသားမှာတော့အစိတ်တွေတိမ့်ထားတာဆိုတဲ့ဆိုတာကိုတိထားသင့်တယ်ကြီးဟာထိုးထိုးပြောနေစင်မှာပဲနနက်မိုးတော့အလင်းရောက်လာတဲ့အခါဒုတ်ကိုလက်မှာကင်ထားပြီးလာနေတဲ့လေပိုင်ရှင်ကိုမြင်တော့တမင်ကိုမိတ်ဆွေတမင်တေးချင်းအောင်ဆောင်းပြီးဘိုက်ကို ဖောင်းအောင်လောက်ခါခြေထောက်တွေကိုတောင့်တင်ထားပါကျွန်ုပ်ကအဆွေးရဲ့မျက်လုံးကိုထိုးဆွတပွဲဟန်ဆောင်နေပါမယ်လေပိုင်ရှင်အနာတို့ရောက်လာရင် ကျွန်ုပ်တို့အနာကနေအတန်ပြုတ်အချက်ပေးတာနဲ့ထပ်ပြေးပါလို့အကြံပေးလိုက်ပါတယ်တမင်လဲကြီးအကြံပြုချက်အတိုင်းလုံးနေတဲ့အခါလေပိုင်ရှင်ဟာတမင်ကိုတွေးပြီးဟာတမင်ကအလိုလိုတည်နေပါလား လူတယောက်တည်းပြောဆိုပြီးတမင်ကိုကြော်ကွင်းကနေဖြေကာကြော်ကွင်းကို စိတ်ချလက်ချခောက်သိမ်းဖို့စီစဉ်နေလေတော့တယ်ကြီးကအတန်ပြူးပြီးအချက်ပြလိုက်တာနဲ့တပြိုင်နက်တည်းတမင်ကထပြီးတော့ပြေးပါလေရောတမင်ထပြေးတာကိုမြင်တော့လဲပိုင်ရှင်ကအနားမှာရှိတဲ့ဒုံနဲ့တအားလွှဲပြစ်လိုက်တာတမင်ကိုမထီးပဲတမင်သားစားဖို့ခြုံထဲမှာပုံနေတဲ့မြေကွေးကိုသွားထိမှန်ပြီးမြေကွေးလည်းအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတည်သွားပါတော့တယ် အလွန်အားထုတ်ပြုလုပ်အပ်တဲ့ကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးဟာ၃နှစ်၃လ၃ပတ်ခတ်၃ရက်အတွင်းမှာမုတ်ချစံစားခံစားရတဲ့အစာဖြစ်တဲ့သူနဲ့အဲ့ဒီအစာကိုစားတတ်သူနှစ်ဦးအတူတူနေထိုင်ခြင်းဟာပျက်စီးခြင်းရဲ့အကြောင်းပါပဲမြေခွေးရဲ့ညစ်ပတ်တဲ့ရုံမာမှုကြောင့်ကြော်ကွင်းမိတဲ့တမင်ကိုကြီးကကဲကဲဘူးတယ်ပုံမြင်နေရတော့ဒီလောက်ပါပဲ။ GW.